ားလုံးပဲမင်္ဂလာပါဒီနေ့တကယ်သင်မဲ့သင်ငန်းစာကတော့ခန်းဆက်လေးလေ့ကျင့်ခန်းဆက်လေးတမလေးကနံပါတ်၁ပဲဖြစ်ပါတယ်နံပါတ်၁မှာကျတော့ဒီကာကြီးခါဝေကရဲ့ကာကြီးမှာပေါ့နော်ငါးဘုတ်ရှိရဲ့နံပါတ်ကကြီးမှာဘောပြင်တစ်ချောင်းကိုတရား၈၀အကျပ်ဖြင့်နော်တရား၈၀အကျပ်ဖြင့်ရောင်သေးတည်း၁၀ရာခိုင်နှုန်းရှုံးမယ်တဲ့၁၀ရာခိုင်နှုန်းမျက်လိုလေးညီများပြင်ရောင်းရမည်ဒါဆိုတော့ဝယ်သေးတရားနဲ့ထားလိုက်မယ် ဝယ်ဈေးတရာကျက်မှာဆိုရင်ကျွန်တော်တို့က10ရာခိုင်နှုန်းအရှုံးနဲ့ရောင်းနေရှင်ရောင်းစရာဘယ်လောက်နေဆိုရင်တရာကျက်တရာ10ကျက်လို့ဆိုတော့60ကျက်ပါနော်သူကဝယ်ဈေးတရာမှာ10ရာခိုင်နှုန်းရှုံးနေဆိုတော့60ကျက်နဲ့ရောင်းနေပြီနော်အဲဒါဆိုရင်ရောင်းစရာ60ကျက်ဆိုရင်ဝယ်ဈေးက100ကျက်အဲဒါရောင်းစရာ180ကျက်ဆိုရင်ဝယ်ဈေးဘယ်လောက်လဲသိချင်ရင်ကျွန်တော်တို့ကနော်180ကို60နဲ့စားပြီးတော့ဒီဘက်ကမြန်မာရင်းလက်ရပ်ဘက်မှာရှိရဲ100နဲ့ညှောက်ပေးရတယ် 50တက်60 60နေတရားရှိတယ်နိမ့်တဲ့တရားလည်းတော့ဆိုတော့200 200ကျက်ပေါ့ဒါကဝယ်လာတဲ့ဈေးနော်ဝယ်လာသေးရ200ကျက်ရောင်းသေးရ180ကျက်ဆိုတော့ဆိုတော့30ရာခိုင်နှုန်းရှုံးတယ်ပေါ့နော်အဲ့ဒီမှာမှ तू ကလိုချင်တာက30ရာခိုင်နှုန်းအမြင့်လိုလိမ့်မယ်တဲ့30ရာခိုင်နှုန်းအမြင့်ဖြစ်ရောင်းမယ်ဆိုရင်ရောင်းသေးရ100ကျက်မှာ30ကျက်ပေါင်းတော့တရား30ကျက်ဟုတ်နော်ဒါဆိုရင်ဝယ်သေး100ကျက်ဖြင့်ရောင်းနေ100ကျက်ဆိုရင်ရောင်းသေးရ130ကျက် ူဝယ်စီရကြသမို့နေရာကျဖြစ်တဲ့တဲ့ရောင်စုပြောက်တယ်သိရင်နေရာတို့ရနဲ့စားပြီးတော့ညီမရဲ့လက်ရဘက်မှာရှိရဲတရားတစ်စင်းနဲ့မြောက်တရားတလီတရားတရားနယ်လီနေရာနော်နှင်းနဲ့တရားတစ်စင်းနဲ့မြောက်တဲ့အခါမှာနေရာ၂၀ချက်သတင်းတရားတို့ကဆရာကတော့မျက်မျက်ရှင်နေဆိုလို့ရှိရင်ဝယ်စီရနေရာကျဖြစ်တဲ့နေရာ၂၀နဲ့ရောင်ရောင်လို့ရှိရင်ဂျီကိုတစ်ဆရာကတော့မြင်မှာပါမခဝေနိုင်တလုံးကို9500ကျပ်ပြင်ရောက်မှစေ10000ကျပ်လုံးမြတ်ပါတယ် နေစရာကတော့ညက်လို့ရှိရင်ညက်ဖို့အတွက်မိများနေရမှာလို့ဒီစမတို့ကဝယ်ဈေးတရားချက်လို့ထားလိမ့်မယ်အမြက်ကတရားရာခိုင်နှုန်းဆိုတော့တရားအရာနှုန်းအမြက်နဲ့ရောင်းမယ်ဆိုရင်ရောင်းစရာ130ချက်ပေါ့နော်တရားချက်မှာတရားချက်မှာချီလိုက်ရင်130ချက်အဲဒါကအမြက်နဲ့ရောင်းစီးအခုကြာရင်တချို့တို့ကရောင်းစရာ130ချက်ဖြစ်လေဝယ်ဈေးကတရားချက်ဆိုတော့ရောင်းရောင်းစရာ9500ကျဲဆိုလို့ရှိရင်ဒါဝယ်ဈေးဘယ်လိုလဲသိရင်9500ကို130နဲ့စားရမယ် တရားမှာရှိရတရားလည်းညောင်းမှာဟုတ်ပြီနော်တရား30 90လေးပေါ့နော်9500ရရပါတယ်ဒီ95ကိုစတိနဲ့စားလို့ရှိရင်စတိ9 95လောက်နော်တစ်ကြိမ်လုံးကြီးတော့တစ်ကြိမ်လုံးကြီးနော်ဒီမှာတရား30 9500ကိုတရား30နဲ့စားရင်90ရတယ်90နဲ့တရားလည်းညောင်းရင်ဘာရလဲဆိုရင်900ချက်90နဲ့တရားလည်းညောင်းရင်9000ချက်ပေါ့နော်9000ညောင်းရင်900ချက်ဒါဆိုလို့ရှိရင်20ရာခိုင်နှုန်းမြက်ပြည့်ရောင်းမှစီရောင်းစီဘယ်လောက်ရှိမှာလဲ100ကျက်နဲ့20ကျက်နဲ့ပေါင်းတော့120ကျက် ။အဲ့ဒါဝယ်ဈေးတရာကျက်ပါစေရောင်းဈေးက190ကျက်။ဒီမှာတော့ကျတော့ဝယ်ဈေးကို9000ကျက်ဝယ်ဈေးက9000ကျက်။ဒါဆိုဝယ်ဈေးက9000ကျက်ဖြစ်မယ်ဆိုရောင်းဈေးဘယ်လိုလဲသိချင်။9000ကိုစမော190ဆိုင်းပြီးတော့190ကျက်နဲ့ညောင်းမယ်။190လီတရာပေါ့နော်။150လီတရာ9000 90နဲ့190နဲ့ညောင်းတဲ့ခါမှာ6000ကျက်။အဲဒီစမော190ကျက်နဲ့ပြောင်းမယ်ဆိုလို့ရှိရင်20ရာခိုင်နှုန်းမြင့်ပါမြင့်ပါပါတဲ့။ ။နောက်နံပါတ်ကငယ်啊ပြည်သူတခုကိုနောက်900ကျက်ဖြင့်ရောင်းမယ်ဆိုရင်စကြရံငံတို့မြက်မြင်။အကယ်၍စကြရံငံတို့ချုပ်ခွင့်ရောင်းနေရောင်းသေးလို့ရှာပါတဲ့။အဲဒါစမရကိုအတိုင်ပဲဘုနာတိုင်ပဲဝယ်သေးကိုတရားချက်ထားမယ်။စကြရံငံတို့မြက်မယ်မြက်မယ်ဆိုရင်ရောင်းသေးရနော်။တရားချက်မှာ၁၆ချက်ပေါ့မတရားတရားနဲ့၁၆ချက်အဲ့ဒါကတရားရငံလုံးမြက်မယ်ဆိုရင်တရားရငံအခြေတည်ပြီးလုပ်မယ်နော်အဲ့ဒါရင်ရောင်းသေးတရား၁၆ချက်ဖြစ်နေရင်ဝယ်သေးရတရားချက် ။ရောင်းစရာ2900ကျပ်ပြည့်နေဝယ်ဈေးပြောက်လည်းသိရင်ဆိုတော့2900ဆက်ချောင်းနေဆိုင်တယ်။ဆိုင်တဲ့ခါမှာဒီကဘက်ကလည်းရပါမှာကြီးတရားနဲ့လည်းမြောက်မှာပေါ့နော်။2900ကို136ဆောင်းနဲ့စားကြည့်ရခါမှာဖြေပြရရဆို25ရပါတယ်။အဲဒီ25နဲ့တရားနဲ့မြောက်တော့2500ကျပ်ဒါကရောင်းစရာ2900ကျပ်ဆိုရင်ဝယ်ဈေးက2500ကျပ်သူကအဲဆက်ချောင်းရကန်လုံးပြတ်တယ်ပေါ့နော်။စကြရကနုံရှုံးမယ်ဆိုရင်ရောင်းစေးရကျွန်တော်တရားမှချီးပြီးမယ်ဆိုစကြရကနုံကိုနှုတ်ပေးရမှာပါနော်စကြောက်ချက်ကိုနှုတ်ပေးရမှာဒါဆိုရင်84ချက်ပေါ့ ရှုံးမှန်ဆိုရင်84ကျက်ဒါဆိုရင်ဝယ်ဈေးတရာဆိုရင်ရောင်းဈေးက84ကျက်ဝယ်ဈေးက2500ဆိုလို့ရှိရင်ပြောပြမှာဝယ်ဈေးက2500ကျက်ခုနကစမောပြထားတာနော်ဝယ်ဈေး2500ဖြစ်လေရောင်းဈေးဘယ်လောက်လဲသိချင်2500ကိုတရာနဲ့စားပြီးတော့လက်ရဘက်မှာရှိရဲ84ကျက်နဲ့မြောက်ပြရတယ်ဝယ်တရာတတိတရာ125ဒီ2500နော်25နဲ့84ကိုမြောက်တဲ့ခါမှာကျတော့2100ကျက်ရပါတယ်အဲဒါစမောဝယ်ဈေးက2500ကျက်နောက်တရာကျနဲ့ရောင်းရမယ်ဆိုရင်ကျွန်တော်16 16ရာခိုင်နှုန်းရှုံးပါတယ်။အဲဒီ နောက်ကြီးက2100ချက်နောက်တစ်ခုကဂါကြီးကပစ္စည်းတစ်ခုကို3000ချက်ဖြင့်ရောင်းမှဆို25ရာခိုင်နှုန်းမြင့်တယ်ငွေက600ချက်ရှုံးခံပြီးတော့ရောင်းမှဆိုရာခိုင်နှုန်းမြင့်တယ်အဲဒီဝယ်ဈေးကိုလည်းခုနတိုင်းပဲ100ကျက်လို့ထားနေတယ်။20ရာခိုင်နှုန်း25ရာခိုင်နှုန်းမြက်တာဖြစ်တဲ့ပဲ20ရာခိုင်နှုန်းမြက်မှဆိုရင်ရောင်းဈေးက125ကျက်နဲ့ရောင်းမှဆိုတော့25ရာခိုင်နှုန်းမြက်တာပါ။ဒါကရောင်းဈေး125ကျက်မှာဝယ်ဈေးက100ကျက် ရောင်းစေး3000ကျက်ဆိုရင်ဝယ်စေးဘလောက်လဲသိချင်လို့ဒီမှာ3000 155နဲ့စားမယ်100နဲ့မြောက်နော်ဒီတော့ကျင်းစမောက125ဒီ125 125 3000 125နဲ့စားခံမှာလဲ24ရယ်24လေးနဲ့100နဲ့မြောက်ရင်2400 600ကျက်အရှုံးနဲ့ရောင်းမှာဒီနဲ့ဒါကတော့ဝယ်စေးက2500 2400ကျက်600ကျက်ကိုအရှုံးနဲ့ရောင်းမှာဆို600ကျက်လုပ်လိုက်မှာဒါဆိုဘယ်လောက်နဲ့ရောင်းမှာလဲဆိုရင်1800ကျက်နဲ့ ။အေးဒါတွေဝယ်သေးတယ်400ကျက်ဆိုရင်ရောင်းသေးရ1800ကျက်။ဒါဆိုအဲ့ဒါကရာခိုင်နှုန်းချမှာနော်ဝယ်သေး100ကျက်ဖြစ်လေရင်ရောင်းသေးဘယ်လောက်လဲသိချင်ဆိုတော့တရားကျက်မှာအခြေခံပြီးတော့ဘယ်လိုလုပ်မလဲဆိုရင်တရားကို2400ကျက်နဲ့ဒါမဲ့ဒီဘက်1800ကျက်နဲ့ဟုတ်။အပြင်ပြမဆုံးအဲ2400နဲ့1800ကို600နဲ့ချမ်း600လေးလေး600နဲ့ကျင်းမှာ600လေးလေး2400 600သုံးလေး1800 လေးနဲ့တဘောကတရားနေတဲ့ခါမှာလေးတွေလေး25နေတည်တယ်အဲ25ရက်သုံးပြီးတော့55ချက်ဒီလေအရှုံးကဘယ်လောက်လဲဆိုရင်တရားတွေကနေပြီးတော့55လို့ပြောတော့25ချက်ဒါပေမဲ့ဆိုတော့အရှုံးက25ရာခိုင်နှုန်းသူကရာခိုင်နှုန်းကိုရှာတာခိုင်းတာဖြစ်တဲ့တရားပေါ်မှာခြေကြည့်ပြီးတော့တွက်လိုက်တဲ့ခါမှာ25ရာခိုင်နှုန်းရပါတယ်နောက်တစ်ခုကနံပါတ်5ပါပစ္စည်းတစ်ခုကိုရောင်းရတဲ့300ရာခိုင်နှုန်းရှုံးတယ်အကယ်၍အဲ့ဒီရောင်းသေးပေါ်မှာတဲ့850ချက်ထက်တင်ရောင်းမှဆိုရင်300ရာခိုင်နှုန်းမြင့်ပြီးဝယ်ဈေးကိုရှာ ဝယ်ဈေးက100ကျက်ပြည်ကကတော့ရှုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့100ကျက်တဲ့တော့3 3ကျက်ကိုလုပ်တဲ့ခါမှာ60ခန်းကျက်ဒါဆို100ကတော့မြက်မယ်ဆိုရင်ရောင်းသေးလို့ရှိရင်100ကျက်နဲ့3ကျက်နဲ့ပေါ့နော်103ကျက်အဲ့ဒါကြီးကျွန်တော်တို့ကတော့ထက်တင်ရောင်းသောငွေကထက်တင်ရောင်းသောငွေလို့လို့ရှိရင်103ကျက်တည်းက80 69ကျက်ကိုလုပ်မယ်ပေါ့နော်ဟုတ်ပြီရောက်လေဆိုရင်6ကျက်6ကျက်ထက်တင်တဲ့ခါမှာဝယ်ဈေးက100ကျက်ဟုတ်နော် အဲ့တော့950ကျက်ထပ်တင်ရောင်းမယ်ဆိုရင်ဝယ်ကြည့်ရပြောလဲသိရင်950ကို6နဲ့စား100ကျက်နဲ့ည695လေးရ950ကျက်နဲ့195နဲ့100နဲ့ညတဲ့ခါမှာ1250ကျက်ပါဒါက995 950ကျက်ထပ်တင်မယ်ဆိုရင်ဝယ်ကြည့်ရ1250ကျက်ဖြစ်ပါတယ်။အရင်ဝယ်ကြည့်1250ကျက်ရရှိပါတယ်နော်။ဒါကတော့လေ့ကျင့်ငယ်စရိသမလေးကနံပါတ်1ဂါကြီးခါဝိဒ်ဂါကြီးနာပဲဖြစ်ပါတယ်။အဆုံးမြည်ပြီးရတဲ့အားလုံးကိုဒီမှာ